န္တလေးမြို့မှာမနေ့ကမေလ18ရက်နေ့ညပိုင်းကအင်းအား9တသမာ2ရီခတ်တာစကေးအဆင့်ရှိတဲ့ငလင်ဟာအနက်10ကီလိုမီတာကနေလှုပ်ခတ်သွားတာကြောင့်မြို့ကန်တွေထိတ်လန့်စွာခန်းဆားခဲ့ရတယ်လို့သိရပါဗျ။အဲဒီငလင်ဟာမန္တလေးတိုင်းမြစ်သားမြို့ရဲ့အနောက်တောင်ဘက်6မိုင်ခန့်ကွာကနေလှုပ်ခတ်ခဲ့တာဖြစ်ပြီးအခုလှုပ်ခတ်မှုဟာဘက်လ20ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့9တသမာ9ရီခတ်တာစကေးအဆင့်ရှိအင်းအားကြီးငလင်လှုပ်ခတ်ပြီးနောက် 185ကြိမ်မြောက်နှုတ်ခတ်ခြင်းဖြစ်တယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒါညွှန်ကြားမှုဦးစီးဌာနမိုးဇလကထုတ်ပြန်ပါတယ်အဆိုပါငလင်လှုပ်ခတ်မှုအချိန်ကိုမန္တလေး၊စကိုင်း၊ရမဲသင်း၊မိထီလာ၊ပြည်ဦးလွင်၊ကလော်၊ပင်တရတောင်ကြီးပောင်ဝင်းမြို့အများပြားကျေပြန့်စွာခန်းစားရတယ်လို့ဒေသခံတွေစီကသိရပါတယ်ငလင်လှုပ်ခတ်ခြင်းစိုးရိမ်ထိတ်လန့်စွာနဲ့နေအပေါ်ရက်ကနေမြေပြင်ကိုဆင်းပြေးခဲ့ရပြီးငလင်ငယ်တွေမကြာခဏလှုပ်ခတ်နေတာကြောင့် င်သာရကထွက်မပြေးသူတွေလည်းရှိတယ်လို့သိရပါဗျ။ငလင်းလှုပ်တာကြတဲ့ကြမ်းလဲကြမ်းနဲ့ခဏခဏလှုပ်တော့ထမပြေးမိဘူးဆက်ဆောင်ကြည့်နေတာထက်လှုပ်ရင်တော့ထွက်ပြေးမယ်လို့ပြင်းဦးလင်မျိုးမှနေထိုင်သူတူက AR Times ကိုပြောပါဗျ။ပြီးကတဲ့မတ်လ28ရက်နေ့ကအင်အားပြင်းထန်တဲ့ငလင်းလှုပ်ခတ်ပြီးနောက်အင်အားသိမ်းငလင်းတွေဇက်တိုက်လှုပ်ခတ်နေရမှာဒီနေ့လှုပ်ခတ်မှုဟာပြင်းထန်တယ်လို့သိရပါဗျ။ အင်အားတင့်တင့်ငလင်လှုပ်ခတ်မှုကြောင့်မန္တလေးစကိုင်းမြို့ကပြိုကျလက်ဆအဆောင်တွေချက်မှန်ပြိုကျနိုင်တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါရရှင်